။လူငယ်ရင်းချမှာယနေ့ခေတ်မှာခေတ်ဆောင်နေတဲ့ Quiet Quitting Strategy အကြောင်းပြောပြပေးတော့မှာဖြစ်ပါတယ်။ Quiet Quitting Strategy ကတော့အလုပ်ကနေထွက်လိုက်တာမျိုးမဟုတ်ပါဘူး။ကိုလုပ်တဲ့အလုပ်မှာတောင်းအောင်လွန်ချွန်ယူရတယ်။အချိန်ပိုအလွန်ချွန်စင်နာရီမလုပ်ပဲနဲ့ကိုယ့်ရဲ့သတ်မှတ်ထားတဲ့အလုပ်ချိန်အတွင်းမှာဒီတောင်းအထက်အလုပ်တွေကိုအချိန်ပြည့်ပြည့်ကြကြအလုပ်ထားအောင်ဆုံးလုပ်ပါတယ်။အလွယ်ပြောရရင်တော့အလုပ်ကိုဆုံးလိုက်တာမဟုတ်ဘဲနဲ့လုပ်ငန်းခွင်ဆိုင်ရာစိတ်ဓာတ်ကိုဆုံးလုပ်လိုက်တယ်လို့ဆိုလိုနိုင်ပါတယ်။ ။မနေ့ကဖြစ်ပြောရရင်အ ਨੇ စုံအာထုံမှုဖြစ်အလုံးလုံးချင်း Bockham Hope နဲ့ Wolfsburg လို့ဆိုလိုတာဖြစ်ပါတယ်။ကုမ္ပဏီတွေကတောင်းဆိုတာထပ်ပို့ပြီးတော့လုံဆောင်ပေးတာမျိုးမရှိတော့တဲ့အခြေအနေမျိုးကိုပြောချင်တာဖြစ်ပါတယ်။ဘာကြောင့် Quiet Quitting ခေတ်စားလာရလဲ။ဒီလို Quiet Quitting လုံဆောင်မှုတွေကခေတ်စားလာရတဲ့အဓိကအကြောင်းရင်းတော့ whole life balance လို့ခေါ်တဲ့အလုံးနဲ့ပေါ်ပါမျှတမှုကိုလိုချင်လာကြလို့ပဲဖြစ်ပါတယ်။ဖြစ်တဲ့လူငယ်တွေကအလုပ်တစ်ခုထင်ပါပဲအချိန်ကုန် သူပင်ပန်းနေတာတဲ့ကိုယ့်ရဲ့ personal life တိပုတ်လိကဖွားအတွက်ပါအချိန်ပေးချင်လာကြပါတယ်။အလုပ်ပြင်ကိုယ့်ရဲ့ဝါသနာအားလက်ချင်တဲ့မိသားစုအချိန်ပေးချင်တာအကြောင်းလည်းဖြစ်ပါတယ်။နောက်ကအလွန်ကျွံသုံးချင်ရဲ့ဆိုကြရင်အချိန်ပုံစင်ချင်အလုပ်တောင်းအလွန်ကျွံယူချင်နေတာစိတ်ဖိစီးမှုတွေပင်ပန်းနှွမ်းနေမှုပန်းနောက်ကိုဖြစ်စေပါတယ်။ဒီလိုမဖြစ်ရလေအောင်အလုပ်ကိုလိုအပ်တဲ့လောက်ပဲလှုပ်ဆောင်လာကြပါရဲ့။လောက်ရနဲ့လောက်ခမမြတ်ထားခြင်းနဲ့ လုံးဆောင်ရရဲ့အလုပ်ပမာဏနဲ့ရရှိလာစားတွေကမများတော့ဘူးလို့ခံစားလာတဲ့အခါမှာ private quitting ကိုရွေးချယ်လာတတ်ကြပါတယ်။ဘုလုပ်တဲ့အလုပ်ကအတိမတ်ပြုချင်တမောထားချင်မခံရဘူး။ခံစားရရတဲ့အခါမှာလေဖြစ်တတ်ပါတယ်။ COVID-19 ရဲ့တရားမှုတွေ COVID-19 ကာလအတွင်းမှာအိမ်ကနေအလုပ်လုပ်ရတဲ့အခါကိုယ်ပိုင်အချိန်ပိုရလာတာကြောင့်အလုံးနဲ့ကိုယ်ပိုင်ဘဝကိုပိုပြီးခွဲခြားပြီးပြင်လာကြပါတယ်။ ကျမ်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာမှာလည်းပိုပြီးအရေးကြီးရလို့လူတွေကတတိဖြူမိလာကြပါတယ်။ခြေခွဲခွတင်ရဲ့အကောင်ကျိုးတွေကစိတ်ပစ္စည်းမှုလျှော့ချခြင်းအလုံးချိန်ပြင်ပမှာအလုံးကိစ္စတွေခေါင်းထဲထည့်စရာမလိုတော့ဘဲနဲ့စိတ်ပစ္စည်းကိုနည်းလာပြီးတော့စိတ်ပိုင်းဆိုင်ရာပုံမှန်ချမ်းမာလာပါတယ်။အလုံးဆွမ်းဆောင်ရည်တွေပုံမှန်တိုးတက်လာပါတယ်။တမန်ချိန်အတွင်းမှာပဲအလုံးကိုအာယုံဆိုင်ပြီးတော့လုံးဆောင်တဲ့အတွက်ပုံမှန်ထိရောက်တဲ့အလုံးဆွမ်းဆောင်ရည်ကိုရရှိနိုင်ပါတယ်။ အချိန်ပိုစင်ပြီးအလုံးလုံးတာထက်အလုံးချိန်တွင်မှာပဲတိကျစွာလုံဆောင်ခြင်းအမားရည်ကိုလည်းနေစေပါတယ်။ပူပိုင်ဘဝရည်ပြန်လည်တည်ဆောက်နိုင်ခြင်း၊ဝါသနာပါရရည်ကိုလောက်ကင်နိုင်ခြင်း၊မိသားစုနဲ့အတူအချိန်ပိုပေးနိုင်ခြင်းစတဲ့ကိုယ်ပိုင်ဘဝအတွက်အချိန်ပိုရလာတဲ့အတွက်ကြောင့်ဘဝရဲ့အခြားကဏ္ဍတွေမှာလည်းပိုပြီးတော့အောင်မြင်နိုင်ပါတယ်။ဘဝကွတင်းတွေရဲ့ဆိုချိုးတွေကတော့ရာထူးတိုးပိုခက်ခဲခြင်းဖြစ်ပါတယ်။အလုပ်ကိုလိုအပ်သလောက်တာလုပ်တဲ့အတွက်လုပ်ငန်းရှင်တွေက ချွတ်ချွတ်နဲ့ဝင်တာဖြစ်သမတ်ဖို့ခက်ခဲစေနိုင်ပါတယ်။ဒါရုတို့ဖို့အတွက်အခွင့်အလမ်းတွေကလည်းနှိပ်ပါသွားစေနိုင်ပါတယ်။ဟုတ်ကဲ့ခွင့်ဆက်ဆက်ရေးမှာပြည့်စည်နိုင်ချင်းအဖွဲလိုက်လို့ရတဲ့အလုပ်တွေမှာတော့ကိုကအများနဲ့မတူပဲအလုပ်တောင်ကိုတိတိကျကျသာလုပ်မယ်ဆိုရင်လုပ်ဖို့ကြိုင်ဖက်တွေနဲ့ဆက်ဆိုင်မှာလည်းအဆင်မပြေမှုတွေဖြစ်လာနိုင်ပါတယ်။စိတ်ဓာတ်ကျဆင်းလာနိုင်တော့ပါတယ်။လုပ်ငန်းခွင်တွေမှာအရေးပါတဲ့သူတို့ဟုတ်တော့ဘူးလို့ခံစားလာရတဲ့အခါမှာလုပ်ငန်းခွင်ရဲ့စိတ်သက်ပိုင်းဆိုင်ရာအကျဆင်းမှုဖြစ်စေနိုင်ပါတယ်။ အလုပ်ကိုဆက်ရထက်သန်မှုလို့ဆောင်မှုလည်းနည်းလာတတ်ပါတယ်။ Equity ဆိုတာလုပ်ငန်းခွင်ဝန်ထမ်းတွေဟာသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ personal life ဘဝကိုပို့ပြီးဦးစားပေးတာကြားရဲဆိုပေမဲ့ခဲပြောင်းလဲမှုတစ်ခုကိုလည်းဖော်ပြနေရပဲဖြစ်ပါတယ်။နောက်ထပ်ပြရင်သူတို့ရအောင်လည်းကျေးဇူးတင်ပါတယ်။နောက်ထပ်လည်းစိတ်ဝင်စားတဲ့အကြောင်းအရာများကိုရှာဖွေတင်ဆက်ပေးသွားမှာဖြစ်လို့စိတ်ဝင်စားရင် channel လေးကို like and subscribe လုပ်ထားနိုင်ပါတယ်။